်မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်တော်လိုင်းရဲ့အမြင့်ဆုံးရေးချင်းအမှန်ရောက်နေလို့စစ်ကောင်စီပြုတ်ကြရေးစုပေါင်းအလုံးလုံးဖို့တန်အောင် TPCC တိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ် စကောက်စီပြုတ်ကြရေးအတွက်တော်လိုင်းအင်အားစုများဟန်ချက်ညီညီစုပေါင်းအင်အားစုပေါင်းကောင်းဆောင်မှုနဲ့စုပေါင်းပြီးအလုံးလုံးဆောင်ဖို့လိုအပ်နေကြောင်းတောင်နိုင်ငံတိုင်မကန်ကော်မတီ TPCC အတွင်းရေးမှူးမိုင်းနိုင်ကောင်းဆောင်ကပြောပါရယ်လက်ရှိကာလကတော်လိုင်းရဲ့အမြင့်ဆုံးရည်ချိန်မှတ်ကိုရောက်ရှိနေခြင်းဖြစ်ကြောင်း TPCC ရဲ့ပြောရေးဆိုခွင့်ရှိသူမိုင်းနိုင်ကောင်းဆောင်ကပြောပါရယ်ဒီတိုက်ပွဲကကျွန်တော်တို့ရဲ့အဆုံးသတ်တိုက်ပွဲဖြစ်တဲ့ဒါကြောင့်ဒီအကြမ်းဖက်စကောက်စီပြုတ်ကြဖို့အတွက်ကျွန်တော်တို့တော်လိုင်းအင်အားစုတွေဟန်ချက်ညီညီစုပေါင်းအင်အားစုပေါင်းကောင်းဆောင်မှုစု ပေါင်းလုံးဆောင်မှုတွေနဲ့တူအလုံးလုပ်ဖို့လိုအပ်တယ်လို့မိုင်းနိုင်ကောင်စာကပြောပါရီတစ်ဖက်မှာလည်းစစ်ကောင်စီကအတူရောင်ရွှေကောက်ပွဲပြုလုပ်ဖို့ပြင်ဆင်နေခြင်းဖြစ်ပြီးပြည်သူများလည်းနိုင်ရဝန်ကိုထမ်းပြီးတော်လိုင်းရန်လိုအပ်ကြောင်း၎င်းကတိုက်တွန်းပါရီဒီတော်လိုင်းအင်အားစုနဲ့ကျွန်တော်တို့ပြည်သူတွေဒီအားတွေစုမိသွားပြီဆိုရင်အပွဲကအမြန်ဆုံးရရှိနိုင်မယ်လို့ယုံကြည်တယ်စုမိဖို့သွားနေတဲ့အချိန်မှာအခက်အခဲတားဆီးတွေအများကြီးကြုံရပါလိမ့်မယ်ဒါကြောင့်တတိဝရိယရှိရှိနဲ့သွားဖို့လိုအပ်တယ်လို့နောက်ဆုံးအနေနဲ့မြစ်တာရက်ခန့်ကျမရဲလို့မိုင်းနိုင်ကောင်စာကပြောပါရီ တောင်မျိုးသားပါတီ DNP ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF DNL နဲ့တောင်အဖက်ဖက်အစုဖွဲ့များပါဝင်တဲ့ TPCC ကတောင်ပြည်ကောင်စီ TNSG ကိုဖွဲ့စည်းကြောင်းစွန်လ9ရက်နေ့မှာထုတ်ပြန်ခဲ့ပါတယ်တော်လိုင်းကာလအတွင်းမဟာမိတ်တော်လိုင်းအင်အားစုတွေနဲ့ဆက်လက်လက်တွဲလှုပ်ဆောင်သွားမယ်လို့အတည်ပြုခဲ့ပါတယ်ဒါအပြင် TNC အနေနဲ့တောင်တမရုံနဲ့မဟာမိတ်များတင်ပိုက်ထားပြီးဖြစ်တဲ့နေမျိုးတွေကိုအခြေခံပြီးတောင်ပြည်တော်လိုင်းကာလပြည်သူအစိုးရတရက်ကိုအခုနှစ်အတွင်းအမြန်ဆုံးဖွဲ့စည်းသွားမယ်လို့ဆိုပါတယ်မြန်မာပြည်တော်လိုင်း င်အားစုများနဲ့တူဖက်ဒရပ်ပြည်တော်စုနိုင်ငံတည်ဆောက်နိုင်ရင်စူပေါင်းဆောင်ရွက်သွားမယ်လို့ဖော်ပြထားပါတယ်။နောက်ထပ်တပုန်းအနေနဲ့ဖားကတ်နေရာချုံမှာတိုက်ပွဲဖြစ်နေတယ်လို့ဒေသခံများပြောတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ဖားကတ်မြို့နယ်အတွင်းနေရာလေးခုမှာဒီကနေ့မနက်ပိုင်းမှာစစ်ကောင်စီနဲ့ KIA KPD ရဲ့ပူးပေါင်းတိုက်ပွဲဖြစ်နေပြီးနေအိမ်ပြင်ပမထွက်ကြဖို့ဒေသခံတွေကအချင်းချင်းတတိပီးနေကြပါတယ်။လုံခင်ကျေးရွာအုပ်စုမှာနေရာချုံမစုံရံနဲ့စံခါကျေးရွာဂရီမော်လောက်ကွက်နေရာတွေမှာ မနက်ရှိနိုင်ကန်ကစပြီးတနက်ပစ်ခတ်တမ်းများထွက်ပေါ်ခဲ့ပြီးနှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်းဒေသခံအချို့ကပြောပါရရှိနိုင်ကန်မှာစဖြစ်ပြီးခဏရက်တည်းနောက်ပြီးဆက်ဖြစ်ကြတဲ့မနက်10နိုင်ခွဲလောက်ကအဆုံးဆုံးဖြစ်တဲ့လက်နက်ကြီးလက်နက်ငယ်တန်တွေကိုဇက်တိုက်ကြားနေရတယ်လို့ဒေသခံတအုပ်ကဆိုပါရဖားကန်ကိုမီလာ29ရက်ကစပြီးစစ်တပ်စစ်ကြောင်းဝင်ရောက်လာပြီးရနောက်ဒေသခံချို့တင်းရှောင်သွားကြပြီးအများစုကဖားကန်မှာနေထိုင်နေကြစဉ်ဖြစ်ပါရသတိနေထားအမြဲရှိနေဖို့ပဲအချင်းချင်းသတိပေးနေကြရတဲ့ချင်းကိုင်ပုံးတစ်လုံးလိုပဲပဲအချင်းပါထ ားဖြစ်မလဲဆိုတာမသိဘူးလို့လုံခင်ဒေသခံတအုပ်ကပြောပါတယ်။မဆက်ရွံ့ကြီးရွာမှာစွန်လ9ရက်မနေ့ပိုင်းကပြစ်ခတ်မှုဖြစ်ပွားပြီးရနောက်တိုက်ပွဲငြိမ်သက်နေကြရမှာစွန်လ9ရက်မှာတိုက်ပွဲပြန်ဖြစ်ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်မနေ့ကမနေ့ပိုင်းမော်စီစာကြီးရွာရှိလက်ဖက်ရည်တဆိုင်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်နှုတ်ပြစ်ခတ်ခံရကြောင်းသတင်းများထွက်ပေါ်နေတော့လေအသေးစိတ်အတည်ပြုလို့မရသေးပါဘူး။ ကာမိုင်းလုံခင်ဖားကန်လန်တိုင်းအပြည်လာ23ရက်ကဝင်လာတဲ့စစ်ကောင်စီစစ်ကြောင်းကမေလ29ရက်မှာလုံခင်ရန်ချက်ဆက်ရုံကိုရောက်ရှိလာပြီးနောက်မေလ28ရက်ကစပြီးလုံခင်ပတ်ဝန်းကျင်မှာစစ်ကြောင်းထိုးစင်တိုက်ပွဲဖြစ်ခဲ့ပါတယ်။မေလ29ရက်နေ့လယ်ပိုင်းမှာဖားကန်ကိုရောက်ရှိလာပြီးဖားကန်ကြောင်စိမ်မော်ဝန်းကျင်မှာစစ်ကြောင်းထိုးဖို့ကြိုးစားခဲ့ပါတယ်။ကရင်ရီတက်ဆွဲထားတဲ့နေရာတွေကိုလည်းဖယ်ရှားဖို့ဖိအားပေးပြီးကြောင်စိမ်လက်ကွက်အချို့ကိုလည်းမိရှို့ဖျက်ဆီးခဲ့ပါတယ်။ဇွန်လ3ရက်ကဖားကန်မြို့နယ်မော်စီစာကြီးရွာရှိတင်အ ောင်ကျိုင်းလောက်ွက်အမည်ရာကြောင်စိန်2.1လောက်ွက်ရှိရန်ကိုရောင်60ကောင်စီကလက်နက်ကြီးနဲ့ပစ်ခတ်ရာပြင်းထန်တဲ့ပောက်ကွဲမှုဖြစ်ပြီးလူသုံးသေဆုံးပြီး10ဦးဒဏ်ရာပြင်းထန်ရခဲ့တယ်လို့သိရပါတယ်။ဒါပြင်စွန်လ6ရက်နေ့ကလည်းလုံခင်ဒေတာခွန်စာကုံဒီမှာရန်နဲ့ဓမ္မီဩစာကိုရောင်60ကောင်စီကဒရုန်းနဲ့ပုံချင်ခဲ့ရာမြေပြင်မှာရန်တုံလောင်ထားတဲ့နေရာပြင်းထန်တဲ့ပောက်ကွဲမှုဖြစ်ပြီးကလေး3ဦးပါဝင်ဒေတာကန်9ဦးသေဆုံးခဲ့ပါတယ်။စွန်လကိုရဲ့မနက်အစောပိုင်းမှာဖားကန်မြို့နယ်စိုင်းတောင်ဒေတာနတ်မော်အုပ်စု ုမော်လကင်းရွာမှာရန်အိတ်များတင်ထားတဲ့ကားသုံးစီးကိုစစ်ကောင်စီက drone ပုံကျဲပြီးမီးလောင်ပျက်စီးခဲ့ပါတယ်လက်ရှိဒေသတွင်စီးရင်ချင်းနေရက်ရအရက်သားပြည်သူများအနေနဲ့ည9:00နာရီမနက်4:00နာရီတွင်ပြပကုမထွက်ဖို့ KIA PDF ပူပေါင်းတက်ကတတိပေးထားပါတယ်။ နောက်ထပ်တပုတ်အနေနဲ့တရုတ်အစိုးရအနေနဲ့စစ်ကောင်စီကိုထောက်ခံကူညီနေမှုတွေရပ်တန့်ဖို့မြန်မာအရေးဝင်မဆွတ်ဖက်ဖို့ဂျပန်နိုင်ငံရှိမြို့ကြီးတွေမှာဆန္ဒထုတ်ဖော်ရေးကြောင်းတင်ဆက်ပေးပါမယ်။ပြည်သူများပေါ်အကြမ်းဖက်မှုတွေလှုံ့ဆော်နေတဲ့စစ်ကောင်စီကိုထောက်ခံပြီးမြန်မာပြည်တွင်ရေကိုဝင်ရောက်ဆွတ်ဖက်နေတဲ့တရုတ်အစိုးရရဲ့လုပ်ရများချက်ချင်းရပ်တန့်ဖို့နဲ့စစ်ကောင်စီကိုကူညီပေးခြင်းကိုကန့်ကွက်ကြောင်းဂျပန်ရောက်မြန်မာများကချီတက်ဆန္ဒပြခဲ့ပါတယ်။ဆွန်လာရှင်ရက်ကဂျပန်နိုင်ငံတိုကျိုအိုဆာကာနာဂိုယာရှီဆူအိုကာစတဲ့မြို့ကြီးတွေမှာတပြိုင်တည်းပြုလုပ်ခဲ့ပြီး တရုတ်ကွန်မြူနီအစိုးရအနေနဲ့အေးအိုများတော်လိုင်းအင်အားစုတွေပေါ်အလွန်အကျော်ဖိအားပေးနေမှုတွေရပ်တန့်ဖို့စစ်ကောင်စီအလေးတာစီမဲ့မြမပြည်တွင်ဝင်ရောက်ဆက်ဖက်မှုတွေကိုရပ်တန့်ဖို့ စစ်ကောင်စီကိုအားပေးထောက်ခံကူညီမှုများရပ်တန့်ဖို့နဲ့မြန်မာပြည်သူတွေရဲ့ဆန္ဒကိုလေးစားလိုက်နာဖို့ကန့်ကွက်တောင်းဆိုခဲ့ကြတယ်လို့ NUG Supporting Japan ကအသိပေးပါတယ်။အဆိုပါလှုပ်ရှားမှုမှာဂျပန်နိုင်ငံရောက်တက်ကြွလှုပ်ရှားသူများတိုင်းရင်းသားအင်အားစုတွေနဲ့မြန်မာအရေးကူညီအားပေးနေကြတဲ့ဂျပန်လူမျိုးတွေလည်းပါဝင်ခဲ့ပြီးကြွေးကြော်သံများဖြင့်ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ပါဝင်သူတွေကမြန်မာပြည်သူတွေရဲ့ဆန္ဒကိုအလေးထားဖို့မြန်မာအရှိမထွက်နေဖို့ငါတို့အနာဂတ်ကိုငါတို့ဆုံးဖြတ်မယ်စတဲ့စကားတွေပါဝင်တဲ့စိုင်းပုတ်တွေကို ုင်ဆောင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။တရုတ်ဆိုရအနေနဲ့စစ်ကောင်စီကထောက်ခံနေခြင်းကမြန်မာပြည်သူတွေရဲ့သဘောထားဆန္ဒတွေကိုမျက်ကွယ်ပြုခြင်းဖြစ်ပြီးဗန်တောင်းသဘောတူညီချက်ကိုချုပ်ဖောက်နေခြင်းဖြစ်တယ်လို့ဆန္ဒပြသူတွေကပြောပါတယ်။တရုတ်ဆိုရရဲ့လုံရက်တွေကိုကန့်ကွက်ကြောင်းကိုလည်းဂျပန်နိုင်ငံရှိတရုတ်တန်ယုံကိုဂျပန်နိုင်ငံရောက်မြန်မာနိုင်ငံသားတွေကစွန်လ၆ရက်မှာကန့်ကွက်စာပေးပို့ခဲ့ကြပါတယ်။နောက်ထပ်တပုံအနေနဲ့ PNO PNA ပြည်သူစစ်ကဖဲကုံရှိကယန်းပြည်သူကိတ်ကိုဒရုန်းနဲ့ပုံကျဲပြီးရဲဘော်တုံးဒဏ်ရာရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ စစ်ကောင်စီလက်အောက်ခံ PNO PNE ပြည်သူစစ်ကရှမ်းပြည်တောင်ပိုင်းဖိုင်ကုံမြို့ရှိကရင်ပြည်တိကိတ်ကိုဒီကနေ့မနက်ပိုင်းမှာဒရုန်းနဲ့ပုံကျဲတဲ့အတွက်ကရင်ပြည်တိရဲဘော်သုံးတန်ရာရရှိခဲ့တယ်လို့ဒေသခံစီရင်တင်အရင်းမြစ်တွေကပြောပါတယ်စစ်တပ်နဲ့အပြစ်ခံရဲစဲထားတဲ့ကရင်ပြည်တိပါတီကရင်ပြည်တိတက်မတော့ KN LB KNL ရဲ့ဂိတ်စခန်းကိုဇွန်လ9ရက်မနက်7:00နာရီဝန်းကျင်ကပုံကျေခံရခြင်းဖြစ်ပါတယ်။စောင်းနှံခင်းကကယန်းပြည်တည်ခင်မှာဖြစ်တာဖေကုံပေါ်ကယန်းပြည်တည်ရဲဘော်တုံးအပြင်းထန်တန်ရာရပြီးစိုးရင်ရတဲ့အခြေအနေရှိရလို့သိရတယ်လို့ရှမ်းပြည်တောင်ပိုင်းမှာစည်ရေးသတင်းရင်းမြစ်တောင်ကပြောပါတယ်။ဒီကြားသတင်းရင်းမြစ်တောင်ကလည်းစကားစနဲ့ PNO ဘူးတွဲပြီးစစ်ကြောင်းထုံးနေတာလို့ပုံကျေခံရတဲ့ကြေးရွာနဲ့ဖေကုံအင်းရှိချမ်းအခြေအနေကိုပြောပါတယ်။မီလာ18ရက်ကလည်းရှမ်းပြည်နယ်တောင်ပိုင်းဖေကုံနဲ့ညောင်ရွှေမြို့နယ်အစံရှိ စန်းလိန်ကြီးရွာနီမှာကရန်ပြည်တင်ဂိတ်ကို BNO ပြည်သူစစ်ကပုံကျဲခဲ့ပြီးကရန်ပြည်တင်ရဲဘော်တို့ချို့ဒဏ်ရာရရှိခဲ့ပါတယ်။ ဇွန်လ9ရက်မှာစစ်စင်းခိတ်ဒရုန်းနဲ့ပုံစဲခံရမှုကိုကရင်ပြည်သက်ဗဟိုကော်မတီကိုဆက်သွယ်မိမြန်ဖို့ကြိုးပမ်းခဲ့တော်လဲအဆက်အသွယ်မရသေးပါဘူး2023ခုနှစ်ဇွန်လ10ရက်ကလည်းမိုးပြင်းမြို့အနောက်ဖက်ချမ်းရှိကရင်ပြည်သက်တမတော်လုံးကျုံရင်ခိတ်ကိုစစ်ကောင်စီတပ်မတိုက်ရင်ရင်နဲ့ဖုံးနှလုံးချင်းချကတိုက်ခိုက်ခံခဲ့ရပူပါတယ်ဒါပေမဲ့ထိခိုက်မှုအသေးစိတ်ကိုတော့ KNLB ကထုတ်ပြန်ခဲ့ခြင်းမပြုလုပ်ခဲ့ပါဘူးဒါအပြင်ခုနှစ် AP စရက်ကကရင်မျိုးသားနေချင်းပါတဲ့တိကျိန်ကြီးရွာကိုစစ်ကောင်စီကလေကြောင်းမှပုံစဲခဲ့ပါတယ် ာနာရှင်စနစ်အပိသက်ချုပ်ငြိရေးနဲ့စစ်မှန်တဲ့ Federal Democracy ပြည်ထောင်စုတည်ဆောက်ဖို့အတွက်မိဖက် Democracy အင်အားစုများမဟာမိတ်မဟာမိတ်တိုင်းရင်သားလက်နက်ကင်များနဲ့ပူးပေါင်းဆောင်ရွက်သွားမယ်လို့ဆွန်လာလီရဲ့နေက62နှစ်ပြည့်ကရန်မျိုးသားလက်နက်ကင်တော်လိုင်းဤနေ့မှာကရန်ပြည်သည်တမတော်စေဦးစီးချုပ်ပိုချုပ်များတို့ကပြောကြားခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်။ နောက်ထပ်တပုံအနီးနဲ့ DDM မှာပြည်သူစစ်မှုထမ်းအတွက်လူဝယ်ရမယ်လို့ဆိုပြီးအုပ်ချုပ်ရေးမှူးကလစဉ်ငွေတောင်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ARD တိုင်းဖြာပုံခရိုင် DDM မြို့နယ်မှာပြည်သူစစ်မှုထမ်းလူစားထုတ်ဖို့လူဝယ်ရမယ်လို့ဆိုပြီးစစ်ကောင်စီကအုပ်ချုပ်ရေးမှူးကလစဉ်ငွေတောင်းယူနေကြောင်းဒေသခံတွေစီကသိရပါရယ်။ DDM မြို့နယ် complaint ချင်းရွာစစ်ကောင်စီကအုပ်ချုပ်ရေးမှူးကဥမျက်မင်းသူခေါ်ကိုသူဖြစ်ပြီး၎င်းရဲ့ချင်းရွာအုပ်စုအတွင်ပြည်သူစစ်မှုထမ်းအကြောင်းပြပြီးလစဉ်ငွေတောင်းယူမှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေကပြောဆိုပါရယ်။စစ်မှုထမ်း တွက်လူစားထုလူဝဲမဲ့ပြောပြီးငွေကောက်တာငွေကောက်တာကိုအုပ်စုကသက်ဆိုင်ရာကိုအကြောင်းကြားတိုင်းတော့လဲခေါ်စစ်ရုံပဲလို့ကွန်ပလိုင်းအုပ်စုရှိဒေသခံတအုပ်ကသတင်းဌာနကိုပြောကြားခဲ့ပါတယ်။လာစဉ်အသက်16နှစ်မှ35နှစ်အတွင်းရှိသူတွေကိုကျပ်ငွေတသိန်းအသက်35နှစ်မှ65နှစ်ရှိသူတွေကို3000ကျပ်စစ်မှုထမ်းဆောင်ရန်လူမရှိတဲ့နေအိမ်တွေကို4000ကျပ်လာစဉ်ကောက်ယူနေတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။